ပြောလို့ရှိရင်ကိစ္စကိုပြောရမယ်ဆိုရင်အဲ့ဒီကိစ္စကဘာကြောင့်ဖြစ်လာတာလဲဆိုရင် root cause ပေါ်မှာပညာရေးကြောင့်အဲ့ဒီ problem ကြောင့်အဲ့ဒါကိုပြန်ပြီးတော့ဒီကျွန်တွေ့လာတဲ့အခါမျိုးတွေမှာဆက်လက်ပြီးတော့ဒါတွေကိုဆက်လက်လေ့လာမယ်။နောက်ပြီးခုနကပြောတဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ပတ်ဖို့ initiative ကိုအားရလုပ်နိုင်ရေးရှိလို့ရှိတော့ဒီ speech ကတော့ကျွန်တော်တို့ကြောက်နေပါတော့လို့အားသာရှိမြန်မာနိုင်ငံမှာအင်တာနက် online အသုံးပြုတာတွေများလာတဲ့အချိန်အသုံးပြုသူတွေကြားအမုန်းစကားတွေပေါ်ပေါက်လာခဲ့ပါတယ် ဒီလို online ပေါ်ကအမုန်းစကားတွေကနေတဆင့်လွန်ကဲတဲ့ပြည်ပခတွေမဖြစ်အောင် အမုန်းမပွားရေးအဖွဲ့အစည်းတချို့ရဲ့စော်ဩတန်တွေလည်းများလာပါတယ်။ online ကနေဖြစ်လာတဲ့အမုန်းစကားတွေဟာပြင်ပအထိအကြမ်းဖက်မှုတွေပြည်ပခတွေအထိဖြစ်ပေါ်လာနိုင်တာမို့အမုန်းစကားဖြစ်လာရတဲ့အခြေခံအချက်တွေကိုလေ့လာပြီးသူတေသနလှုပ်သွားလို့ရတဲ့နီလန်သုံးပြီးအပြေရှာလို့ရတယ်လို့မိတို့ကဆွေးနွေးခဲ့ပါတယ်။ အခုတပြည့် online ပေါ်မှာဒီလိုအမုန်းစကားတွေရှိတဲ့အခါမျိုးမှာကျမတို့ပြည်သူလူထုတွေအတွက်ကလည်းဒါစိုးရိမ်ရတယ်လေဆိုတော့အဲ့ဒီအပိုင်းတွေကကျမတို့ကညှော်နေသွားအောင်ကျမတို့တွေအနေနဲ့ပူပေါင်းပြီးတော့ဗားရီလုံးလို့ရလဲဆိုပြီးတော့ကျမတို့ဆွေးနွေးလိုက်တဲ့အခါမှာလူထုတွေကိုအသိပညာပေးတဲ့အပိုင်းတွေကျမတို့လုပ်လို့ရတယ်ဟိုလူတွေကိုပေါ့နော်အထူးသဖြင့်ကာကွယ်ပေးနိုင်တဲ့ဒီဥပဒေတွေပေါ်ပေါက်လာဖို့အတွက်ကျမတို့ဝိုင်းဝန်းပြီးတော့ဆွေးနွေးလို့ရတာလေးရှိရနောက်တစ်ခုကဒီအကြောင်းအရာကိုဒီချက်ပို့ပြီးတော့ကျမတို့ကဒီသုတေသနလုပ်ပြီးတော့ဒီအမုန်းစကားတွေဘာကြောင့် ြောနေရတာလေဆိုတော့ဒီအခြေခံအချက်တွေကိုပြန်ပြီးတော့လေ့လာတဲ့အတုတေသနာတွေဆက်ပြီးတော့လောက်သွားလို့ရတယ်ဆိုတော့နီလန်းလေးတွေအချို့တော့ဒီကနေတော့ကျွန်တော်တို့ဆွေးနွေးပွဲကနေတော့ဆွေးနွေးမိတာပေါ့နော်ဟုတ်ကဲ့ပြည်သူတွေဟာဆက်သွယ်ရေးဥပဒေအပါအဝင်ဥပဒေပိုင်းဆိုင်ရာတွေမှာအားနေနေပါတယ်အတိုင်းအတာတစ်ခုတည်းပြဿနာတွေလျှော့ဖို့အင်တာနက်သုံးစွဲသူတွေကိုယ်တိုင်မှလည်းတာဝန်ရှိပါတယ် တုံးဆွဲသူတွေကများလာတယ်နဲ့အမျှကျွန်တော်တို့ကဘာတွေပါထပ်ပြီးတော့လိုလဲဆိုလို့ရှိရင်တုံးဆွဲတဲ့သူတွေမှာဒီပညာဒီတုံးဆွဲမှုတွေမကပဲပေါ့နော်သူတို့တွေရဲ့ဒီနည်းပညာဘိုင်းဆိုင်ရာပေါ့နော်ကျွန်တော်တို့ awareness ဖြစ်တဲ့ awareness ဖြစ်ဖို့တွေလည်းအများကြီးပဲလိုအပ်တယ်ခုမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီ internet သုံးတဲ့အခါမျိုးမှာ facebook သုံးတဲ့အခါမျိုးမှာကိုယ်အနေနဲ့တာဝန်ရှိရှိတာဝန်တိတိဘယ်လိုသုံးပါလဲအဲ့ဒီဘိုင်းတွေကိုလည်းကျွန်တော်တို့ကအများကြီးပဲလေ့လာဖို့ကိုယ်တွေအနေနဲ့သိဖို့လိုအပ်သေးတယ်ပေါ့နော်လက်ရှိမြန်မာနိုင်ငံမှာ မိုဘိုင်းအင်တာနက်သုံးဆွဲသူ၁၈သန်းလောက်ရှိနေပြီးစမတ်ဖုန်းသုံးဆွဲသူပေါင်း65ရာခိုင်နှုန်းရှိတယ်လို့ဆွေးနွေးပွဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။